လီဗာပူးအသင်းနဲ့အာဆနယ်အသင်းတို့ကစားခဲ့တဲ့ပွဲအကြောင်းကိုပြန်ပြီးတော့သုံးသပ်ပါမယ်။ဒီပွဲကဘယ်အသင်းဘက်ကကြီးကြီးငါတို့အသင်းရှုံးလဲရှုံးသွားလောက်တယ်။ဒါမှမဟုတ်ငါတို့အသင်းနိုင်ကိုနိုင်သွားလောက်တယ်ဆိုတဲ့ခံစားမှုမျိုးပေးစွမ်းခဲ့တဲ့ပွဲဖြစ်တယ်။နှစ်သင်းစလုံးနီးပထမပိုင်းနဲ့ဒုတိယပိုင်းမှာကိုစီကိုငှတိတိတတအသာစီးရခဲ့ပြီးတော့နီးစနဲ့ပိုင်းဆိုင်ရာအရာလဲပြောစရာလေးတွေနည်းနည်းရှိခဲ့တဲ့ပွဲဖြစ်ပါတယ်။ပထမအဆုံး နှစ်သင်းစလုံးပွဲထွက်လာတဲ့ပုံစံကိုပဲကျွန်တော်တို့ပြန်ပြီးတွားလိုက်ကြရအောင်။ Arsenal အသင်းကသူတို့ရဲ့ပုံစံတိုင်းပဲ position ကိုကောင်းအောင်လုပ်ပြီးတော့ Liverpool အသင်းရဲ့ကစားခွက်ကိုချုပ်ပြီးတော့ကိုသွင်းဖို့အတွက်ကြိုးစားတယ်။ Deep play ကထူးထူးဆန်းဆန်းတော့မဟုတ်ပါဘူး။ Arsenal နီးပြ Arteta တောက်လျှောက်ကိုကင်ဆွဲခဲ့တဲ့ကစားခွက်ဖြစ်တယ်။ဒါကြောင့်မလို့ Liverpool ကလည်းသူတို့ပိုင်နိုင်တဲ့လျင်မြန်တဲ့တောင်ပန် player တွေကိုအားကိုးပြီးတော့ Arsenal အသင်းရဲ့ position game ကစားတာကိုခွင့်ပြုတန်တလောက်ခွင့်ပြုပေးခဲ့တယ်။အဲ့ဒီလိုခွင့်ပြုပေးခဲ့တာကနေတဆင့်အခွင့်အရေးပေါင်းများစွာကိုလည်းပြန်လဲဖန်တီးနိုင်ခဲ့တယ်။အဲ့ဒီလိုဖန်တီးခြင်းကနေလဲဂိုးတွေကိုရရှိသွားခဲ့တာဖြစ်တယ်။ရပါတယ်ကိုကဗျာ။ကိုဒီကတ်ပိုရဲ့အတွင်းနဲ့ကိုရဲ့ DS ရဲ့အတွင်းနဲ့ကိုရဲ့နှစ်ကိုစလုံးကအချင်းအားဖြင့်လည်းသိမ့်မကွာဘူး။ရသွားတဲ့ပုံစံတွေကလည်း Arsenal အသင်းနောက်ခံလူတွေရဲ့ဘောပလေးရင်လှုပ်ဖို့လောက်ကိုပဲအာယုံပို့ပြီးစိုက်နေတဲ့အနေအထားမျိုးမှာ ထိထိရရောက်လင်းလင်းမြန်မြန်နဲ့အသုံးချသွားတာဖြစ်တယ်ဒီအတွက် Arne Slot နဲ့ Liverpool အသင်းသားတွေကိုချီးကျူးရမယ်သူတို့ကလုံးဆရာရှိရဲ့အလုပ်ကိုရှင်းရှင်းလင်းလင်းနဲ့လုပ်နိုင်ခဲ့တယ်ဒီအချက်ကကျွန်တော်တို့ဒီရာသီမှာနည်းနည်းထည့်စဉ်းစားရမယ့်ကိစ္စဖြစ်နေတယ်ပြီးခဲ့တဲ့ဆယ်စုနှစ်မှာအရန်ခေတ်စားခဲ့တဲ့ Brexit တွေ Ball Position တွေ Control the Game လုပ်ပြီးတော့တစ်ဖက်သင်းရဲ့ကစားဖွက်ကိုချုပ်လိုက်တဲ့အဲ့ဒီ Ideology တွေကိုဒီဘက်နှစ်တွေမှာထိထိရောက်ရောက်လင်းလင်းမြန်မြန်နဲ့ quick counter ကစားတဲ့ပုံစံ quick transition ကစားတဲ့ပုံစံတွေက ပြန်ပြီးတော့ခစ်စားလာတယ်။ counter pressing တွေကနေတဆင့်အခွင့်အရေးတွေကိုပေါ်ထုတ်တဲ့ပုံစံကလည်းပို့ပြီးတော့အလုပ်ဖြစ်လာတယ်လို့ထင်ရတယ်။ Liverpool ကဒီနေ့မှလည်း Arsenal ရဲ့ ideology ကိုကောင်းကောင်းထိန်းချုပ်ပြီးတော့အလုပ်ဖြစ်အောင်လုပ်သွားနိုင်ခဲ့တယ်။ဒါက Arsenal အသင်းရဲ့ကစားပုံကိုစိတ်ပြတ်နေကြတဲ့ပရိသတ်တွေအတွက်တော့တော်တော်လေးမခံကြည့်မခံသာဖြစ်စရာကောင်းပါတယ်။ဒီလိုနဲ့ပဲပထမပိုင်းမှာကျွန်တော်တို့တွေအကုန်လုံးက Arsenal အသင်းလူပေးတာတွေကိုထိုင်ကြည့်ရတယ်။ Liverpool အသင်းရဲ့ ထိရောက်လင်မြန်တဲ့ကန်သွင်းချက်နှစ်ချက်ကနေဂိုးရသွားတာကိုလည်းကျွန်တော်တို့ကြည့်ခဲ့ရတယ်။ပထမပိုင်းမှာတော့ Liverpool ဒီအပြတ်သက်သာလွန်ခဲ့ပြီးတော့ထိရောက်မှုလည်းတကယ်ကောင်းခဲ့တယ်။ဒါကြောင့်မလို့ပွဲပြီးမှနီးပြ Mikel Arteta ကသူတို့ကိုသူတို့တော့မှတက်သိလိုက်ရှင်နေဆိုတော့ဒီပုံစံမျိုးပေါ့လေအဲ့လိုပုံစံမျိုးရှိခဲ့တယ်ဆိုပြီးတော့သူကဝန်ခံခဲ့တာဖြစ်တယ်။ပထမပိုင်းမှာ Arsenal တင်းရဲ့ build up တွေအကုန်လုံးလည်းပိတ်ဘာမှအုပ်တိဆောက်လို့မရဘူး။သူတို့လုပ်နိုင်တာဒီဘယ်ကနေညာညာနဲ့ပဲလူပေးတာပဲ။ဒါအကုန်ပဲအဲ့လိုနေထားမျိုးနဲ့ပဲ goal တွေပို့ပြီးတော့ ပေးရမလားအာဆနယ်အသင်းအတွက်အသင်းကြီးတွေကိုမရှုံးဘူးဆိုတဲ့စံချိန်ကျိုးတဲ့အပြင်ဂိုးပြတ်ပါသွားတော့မလားဆိုတဲ့အနေအထားမျိုးရှိခဲ့တယ်သူတို့အသင်းရဲ့ကစားပုံကလည်းတော်တော်လေးကိုမျောလင်းချက်မဲ့တဲ့အနေအထားရောက်သွားတာ ਉਹ ဒါပေမဲ့ဒုတိယပိုင်းမှာတော့လုံးဝအပြောင်းလဲဖြစ်သွားတာကိုကျွန်တော်တို့မြင်ရတယ်မီကေးလ်အာဒီတာဒီတခါတလေမှနားလဲရခက်တဲ့အမားတွေစတိုက်လုံးနေပေမဲ့တခါတလေမှလည်းအပြောင်းလဲလုပ်ပြီးတော့ Anfield လို့နေရာမျိုးမှာ2-0 down ဖြစ်နေတာကနေပြန်လာနိုင်တဲ့နည်းပြဖြစ်တယ်ဆိုတာကိုသက်သေပြသွားပြန်တယ် ပို့ပို့ပြီးတော့နားလည်ရခက်လာတဲ့အခြေအနေပါပဲ။ Martinelli နဲ့ Trossard နေရာပြောင်းလိုက်တယ်။ကစားပုံက aggressive ပို့ဖြစ်လာပြီးတော့ ball playing ထက် direction နဲ့အနေထားကိုပို့ပြီးတွေ့ရတယ်။အဲ့ဒီပုံစံကနေပဲ Martinelli တယောက်58မိနစ်မှာခြေပါကိုပြန်ရတယ်။အဲ့ဒီနောက်မှာ Odigat ရဲ့ရှာရှာပပကန်ချက်တွေရှာရှာပပကန်ချက်တွေရတော့မဟုတ်ပါဘူးအခုနောက်ပိုင်းတော့ Odigat ရဲ့ kit တွေပြန်မြင်ရပါတယ်အဲ့ဒီလိုမျိုးကန်ချက်ကောင်းကောင်းကနေတဆင့် Michael Marino ကခြေပါကိုသွင်းခဲ့တယ်တူးတူးဖြစ်သွားတယ်အဲ့ဒီနောက်ပိုင်းမှာပွဲက အာစနယ်လက်ထက်ကိုပြန်ရောက်သွားတယ်အချိန်မရွေး3-2ပြန်ဖြစ်သွားတော့မလားဆိုရဲမျောလင်းချက်တွေပြန်ပြီးတော့ရှင်သန်လာတယ်ပွဲကြီးရလည်းပိုကောင်းလာတယ်အာစနယ်အနေနဲ့သူတို့ရဲ့ကစားပုံကိုပြောင်းလိုက်တာရိုးရိုးလေးပဲလီဗာပူးလိုမျိုးသူတို့ကိုလှင်းလင်းမြန်းမြန်းနဲ့ပေါ်ဝါဖူးဖြစ်ဖြစ်နဲ့ကိုယ်ထိုးနှက်မဲ့အသင်းကိုထိန်းချုပ်ဖို့မကြိုးစားတော့ပဲနဲ့ဘောလုံးပိုင်ဆိုင်ခွင့်ရတာနဲ့အဲ့ဒီပိုင်ဆိုင်ခွင့်မှသည်တစ်ဆင့် chance creation လုပ်ဖို့ကိုပို့ပြီးအာတန်သွားတယ်ပထမပိုင်းမှာလိုမျိုး liverpool ကိုဘာမှလှုပ်မရအောင်ထိန်းချုပ်မယ်ဆိုတဲ့ ideology ကိုစွန့်လွတ်လိုက်တယ် အဲ့ဒါကအလုပ်ဖြစ်ပြီးတော့ Liverpool အနေနဲ့ဘယ်ကစားဘက်ကိုလိုက်ထိန်းချုံရတော့မှမသိဘဲနဲ့အခွင့်အရေးတွေကိုဘုံဘောလော့အော့ပေးလိုက်ကြတယ်။ Arsenal ဘက်ကသာပို့ပြီးတော့ clinical ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်2-2မှသည်3-2ဖြစ်သွားဖို့အတွက်ဘာမှမခက်ခဲတဲ့အနေအထားတွေကိုပြန်လည်ပိုင်ဆိုင်ခဲ့တယ်။ Arsenal ပရိသတ်တွေအတွက်တော့ကျေနပ်စရာပဲ။သို့တော့ Mikel Arteta ရဲ့အမားတစ်ခုကနေပြီးတော့ဒီပွဲကိုပြန်ပြီးတော့ပေးဆက်လိုက်ကြတယ်။အမားတစ်ခုဆိုတော့ကဗျာ movement လေးတစ်ခုကြောင့်တော့မဟုတ်ဘူး။ Arsenal အသင်းသားတွေအရန်ပွဲပန်းနေတယ်။ အဲ့ဒီလိုအနေထားမျိုးမှာအဝါကတ်ထိပြီးသား player ကိုတခြားတယောက်နဲ့လဲပြီးတော့ fresh ဖြစ်အောင်ပြန်လုပ်ရမှာဒီအပိုင်းမှာသူအားနေခဲ့တယ်2-2နဲ့3-2ပြန်ဖြစ်ဖို့တော့မှမျှော်လင့်ချက်ရှိနေတဲ့အနေအထားမှာ Mikel Merino ထုတ်ခံရတယ်။ဒီဖြစ်စဉ်ကိုပြန်ကြည့်လို့ရှိရင် Merino သည်သူ့မှာရှိတဲ့အားနဲ့ညှစ်ပြီးတော့အသင်းအတွက်ကာကွယ်ခဲ့ရတယ်။ဒါကိုမြင်ရတယ်။အဲ့ဒီမှာသူလည်းဥပဒေပြင်ပဖြစ်သွားပြီးတော့အနီးကပ်ထိွားခဲ့တယ်။ဒါကနောက်ပွဲအတွက်လည်းထိခိုက်သလိုမျိုးလွတ်လွတ်လပ်လပ်လည်းပွဲလက်ကျန်အချိန်15မိနစ်လောက်အထိကို တယောက်ရော့နယ်ကစားသွားရတာအသင်းအတွက်လည်းအဆင်မပြေခဲ့ဘူးဒီလိုဖြစ်ခဲ့ရခြင်းသည်ဆော့ဆော့စစ်စစ်သာလူစားလဲပြီးတော့တန်ဖိုးကိုဆက်ထိန်းထားမယ်ဆိုလို့ရှိရင်အာစနယ်အသင်းသည်၁၁ယောက်၁၁ယောက်အနေထားမှာဘာမဆိုဖြစ်သွားနိုင်ပါတယ်ဘာကြောင့်လူမလဲခဲ့တယ်လဲတော့ကျွန်တော်တို့လည်းသိနားမလဲဘူးဒီကိစ္စသည်အာစနယ်အသင်းနီးပြအာတီတာနဲ့ပတ်သက်ပြီးတော့ဘောလုံးပွဲကြည့်ရတဲ့လူတွေအကုန်လုံးမျက်စိလည်းမြတ်ကိစ္စပဲသူလူစားတော့လဲပါတယ်စိုက်ဘက်တွေလဲတယ်ဝင်းဘက်တွေလဲပြီးတော့အသင်းရဲ့ တိုက်စစ်ကိုဆက်ပြီးတော့ drive လုပ်ဖို့သူစူးစမ်းတယ်။သို့တော့တယောက်ယောက်သွားပြီးဆိုတဲ့အချိန်မှာတော့ဗျာပွဲက Liverpool ဘက်ကိုပြန်ရောက်သွားတယ်။ဒါတော့မှ Robertson အသွင်းနဲ့နောက်ဆုံးမိနစ်ဂိုးကလူကျုံနေလို့မဟုတ်လို့ရှိရင် Anfield မှာအသေးကကွဲရအောင်မယ်။ဆိုတော့တပွဲလုံးစာပြန်ပြီးချိုးရရင်တော့ပွဲမှာ Arsenal ပြင်ဆင်လာသမျှကို Arne Slot တို့ကတတတတလေးနဲ့ပဲ handle လုပ်ပြီးတော့နှစ်ဂိုးဦးဆောင်လိုက်နိုင်တယ်။ဒုတိယပိုင်းမှာ Arteta ကသူ့အမားကိုသူပြန်လည်ပြင်ဆင်ပြီးတော့ Liverpool ကိုထိုးပေါက်တဲ့အခါမှာ ပွဲကိုနိုင်သွားလောက်တဲ့အထိအခြေအနေကောင်းတရက်ကိုပြန်ရသွားခဲ့တယ်။ဒါပေမဲ့လူစားလဲဖို့တွန်းဆုံနေတာပလေယာတွေတောက်လျှောက်ပွဲချက်တွေကစားလာပြီးခဲ့တဲ့နောက်မှာဘလို့မှဆက်ပြီးတော့ဟန်တယ်မလုပ်နိုင်တော့ဘဲနဲ့လူရောစိတ်ရော fatigue ဖြစ်ကုန်တာကိုကျွန်တော်မြင်ရတယ်။ခြေကုန်လက်ပန်းကျလာခဲ့တယ်။အရိကနေတဆင့်လူတယောက်ယော့သွားပြီးတဲ့နောက်မှာတော့ Liverpool ကိုဦးဆောင်ခွင့်တွေ ကစားကွက်စိုးမိုးခွင့်တွေအကုန်ပြန်ပေးလိုက်ကြတယ်။ဆိုတော့မြည်သူမပြုတ်မိမိမှုပါပဲ။အာဒီတာအနေနဲ့ သူ့ရဲ့အမားတွေကြောင့်ပထမပိုင်းမှာ2900ကိုပေးပြီးဦးဆောင်ခဲ့ရတယ်လို့မျိုးဒုတိယပိုင်းမှာလည်းသူ့ရဲ့လူစားလဲဖို့နှောင့်နှေးတာကနေပဲအသင်းရဲ့ပါဝါကိုဖြုံးတီးပြီးတော့ရုန်းခန့်ခိုင်းသလိုဖြစ်နေတယ်။ဒါကနေပဲသူအနိုင်ရဖို့အခွင့်အရေးကိုလက်လွတ်လိုက်ရတယ်။အပွဲစားအတွက်ကတော့ပြောစရာကဒါပါပဲ။နှမျောစရာကောင်းတဲ့အခိုက်အတန့်တွေကတော့နှစ်သင်းစလုံးအတွက်ရှိခဲ့တယ်။ Liverpool အသင်းအနေနဲ့လည်းလာမယ့်ရာသီမှာပုံစံကောင်းနေဆက်ရဖို့အတွက်စိန်ခေါ်မှုတချို့ကိုမြင်ခဲ့ရတယ်။ ာဆနယ်အသင်းအနေနဲ့ကလည်းပြင်ရမယ့်အမှားတွေကိုလည်းမြင်နေရပြီးပြင်ရမယ့်အစိပ်ပိုင်းတွေကိုလည်းတွေ့ရပြီးသို့တော်တကယ်ပြင်ပြီးတော့နောက်ရသည့်အထိသွားမှာလားဆိုတာကိုလည်းပြည်သက်တွေတော်တော်လေးရှင်ပူနေရပြီပြောရရင်တော့ဗျာအာဆနယ်အသင်းကချန်ပီယံမဖြစ်ဘဲနဲ့ကက်လွဲနေတာလဲသုံးရသည်ရှိပြီဆိုတော့အာဒီတာအနေနဲ့လည်းသူ့ရဲ့နည်းနည်းလေးပဲလိုတော့တဲ့ဂျန်နီကိုအပီးတက်ဖို့တော့ကောင်းပြီလို့ကျွန်တော်တို့အောင်လည်းပြောနေကြပါပြီဒါကတချို့ကတော့လောင်တဲ့သဘောနဲ့ပြောတာဖြစ်လို့မျိုးတချို့ကတော့ ဒီနီးပြသည်ထူးချွန်တဲ့နီးပြလည်းဖြစ်တယ်။အာဆနယ်အတွက်လည်းသူအများကြီးအလုပ်လုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဖလားတစ်လုံးတော့ရစေချင်ကြပြီ။ဒါမှလည်းသူ့အတွက်ကထိုက်တန်ပါဦး။သို့တော့ကျွန်တော်ရှေ့မှာပွဲချောင်းပြောခဲ့သလိုပဲမိသူမပြုတ်မမိမှုဖြစ်တဲ့အတွက်ကြောင့်သူ့အနေနဲ့ပြင်ဆင်နိုင်တော့ရလက်ကောင်းတွေပြင်ရပြီးတော့သူနဲ့ထိုက်တန်တဲ့ situation တစ်ခုနဲ့အတူတူသူ့ရဲ့နီးပြဘဝ career ကိုဆက်ပြီးသွားနိုင်မှာပဲ။ဒါတွေကတော့ခြေပြန့်တဲ့အကြောင်းအရာတွေပေါ့လေ။ယာဒီလုံလုံလဲလျာ official company ဆိုတဲ့အချိန်မှာဆက်ပြီးတော့ပြောကြတာပေါ့။တပွဲတဲစာအတွက်တော့ အာနစ်လော့နဲ့အာဒီတာတို့တယောက်ကိုတယောက်တပိုင်းစီအသာယူပြီးတော့နှကိုးစီသွင်းတမတ်စီခွဲယူသွားတဲ့ပွဲပဲဖြစ်ပါတယ်။ကိုယ့်ရဲ့အမြင်တွေကိုရှင်းရင်လည်းရေးဝါလို့ရပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။